ားလုံးပဲတနင်္ဂနွေညအတွက်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တနင်္ဂနွေညမှာလည်း၄ပွဲရွေးချယ်ထားပါတယ်၄ပွဲကတော့ကျွန်တော်လာလီဂါတွေက၂ပွဲစီးရီတွေက၃ပွဲပြီးမြတ်လိုက်တွေက၃ပွဲပါ ပထမဦးဆုံးအနေနဲ့ကျွန်တော် လာလီဂါတွေကနှစ်ပွဲအရင်ပြောမယ်ပေါ့ဟုတ်ကဲ့ဆယ်တာဘီကိုနဲ့ဆိုစီတက်နော်တန်တင်းသောကတော့အမှတ်ပေးစရာမှာကျွန်တော်ကြည့်နေတာတော့အခုလက်တော်မှာအမှတ်ပေးစရာမှာဆယ်တာဘီကအဆင့်16ဟုတ်ကဲ့ဆိုစီတက်ကအဆင့်19ဆိုတော့ဒါနှစ်တင်းလုံးရုန်းကန်နေရတဲ့အနေဒါအဲ့တော့အမျိုးသားမှာကျွန်တော်တို့ဘာလို့စွန်စားတင်တယ်ဆိုတာဆရာကြီးပြောပါဦးဆယ်တာဘီကလက်ရှိမှာ level 80ပေးထားတယ်တူရှုံကျွန်တော်ဆိုစီတက်ကိုမကြိုက်တာလေနီးပြအပြောင်းလဲပြုတ်လုပ်ထားတာကတိတ်ပြီးတော့အားရစရာမကောင်းဘူးပြီးတော့အဓိကကစားသမားတွေအဖြစ်တင်မှုမိုင်းမှာလည်း တိတ်ပြီးတော့အားမရဘူးဆိုတော့အဓိကဥအားစားပဲတယောက်လောက်ပဲအထောင်ထားပြီးတော့ဂိုးရဖို့အတွက်ဥတီကစားနေတယ်လို့ပဲဖြစ်နေရပါတော့။လက်ရှိမှာပြန်ကြည့်မယ်ဆိုရင်လည်းသူ့ရဲ့ဒီရသည်ခြေသွမ်းရဆိုရင်သူကအရှုံးနေရများနေတဖက်ကဆယ်တာဗီကိုကတရေတွေများတယ်တဖက်ကဆိုစီတက်ကြတော့လည်းအရှုံးများတယ်သူအဝေးကွင်းမှာဆိုရင် real ob လို့အသင်းမျိုးကိုတော့အဲ့အဝေးကွင်းမှာရှုံးနေဆိုတော့ကျွန်တော်အနေနဲ့ဆယ်တာဗီကိုရဲ့လက်ရှိဒီလာလီဂါမှာပေါ့နော် လာလီဂါရဲ့အသင်း20အသင်း20ထဲမှာမှနိုင်ပွဲမရသေးတော့တသင်းကဆယ်တာဘီကိုတသင်းပဲကြံတယ်ဆယ်တာဘီကတစ်ဖက်မှာတေးရီတေးကြီးပဲကစားနေရဆိုပေမဲ့ဟိုဆိုစီတက်နဲ့လောကနှုံပိုင်းချင်းရှင်မယ်ဆိုရင်တော့ဆယ်တာဘီကပိုကောင်းတယ်လို့ပြောရမှာပေါ့နော်ပြီးတော့နောက်တစ်ခုရှိတာကဆယ်တာဘီကအိတ်ကွေးလုံးနိုင်ဆိုရင်အားပိုင်းမှာလဲကျွန်တော်ကဟိုဒီယာဒီမှာဆိုရင်ဘတ်တစ်ဖီလာဗီရဲ့ အဲကျွန်တော်ပြီးတော့ဂီယူနာနဲ့အတလီတီကိုဒီနေရာမှာဂီယူနာနဲ့တပွဲလောက်ပဲအပြစ်ပြောစရာရှိပါတော့ဘတ်တီဗီလာဗီရဲ့အတလီတီကိုဆိုတာကကောင်းတဲ့အသေးမျိုးလေးမှာပါတယ်သူ့အနေနဲ့ခန်းစစ်ကတကူပေးတယ်ဂိုးပြန်သွင်းတယ်လေးဘောစလုံးဝန်းဝန်းနေပြီးကစားတာကစားထားတယ်ပြီးတော့ဆယ်ရာဗီကိုအနေနဲ့ပေါ့နော်ဆူစီတက်ကိုလက်ခံကစားတဲ့ပွဲတွေမှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်လည်းမစိုးလို့ပြောလို့ရရဲ့ဆရာဟို ဒီကျွန်တော်2019လောက်ကနေပြီးတော့2024ဒီကဆယ်တာဘီကိုအိတ်ခွေးမှာစူစီတက်ကိုတောက်လျှောက်ရှုံးထားတယ်ဆိုပေမဲ့ပြီးခဲ့တဲ့ရာသီမှာတော့2ဒီနဲ့နိုင်ထားတယ်ဒဲဝင်ယူဖွင့်ထားတယ်ရာသီဆယ်တာဘီကိုရဲ့အမြင့်ဆုံးဈေးတန်းနေမှာပြန်ကြည့်မယ်ဆိုရင်လည်းဆယ်တာဘီကိုကနောက်ဆုံး9ရာသီမှာဆိုရင်လက်ရှိပေးထားတဲ့ဈေးတန်းကအမြင့်ဆုံးဈေးတန်းလို့ပြောလို့ရတယ်ဆိုတော့ဟိုလာလီဂါမှာနိုင်ပွဲပြောင်းနေတဲ့အသင်းကဒီစူစီတက်နဲ့အတွေ့မှာနိုင်ပွဲရသွားမယ်လို့ထင်တယ်ဒီပွဲပြည့်ရဲ့ nice နဲ့ကစားတွေရရှိရဲ့ အဲ့ဒါပြီးရနဲ့ဆယ်ဒါဗီကိုကနောက်လာမဲ့၄ပွဲစလုံးကအဝေးကွင်းနေမှာကြီးပဲဒီနေရာမှာယူပါလိုက်ပါမယ်ဟိုလာလီဂါ၂ပွဲမှာဆိုရင်အိုဆာဆူနာရောလီဗန်နီကိုအဝေးကွင်းမှာကစားရမယ်စပိန်ကိုပါဒီမှာဆိုလည်းအဝေးကွင်းကစားရမယ်ဆိုတော့သူ့အတွက်ဒီလာလီဂါရဲ့နောက်ဆုံးအိမ်ဝင်ပွဲတင်အနေနဲ့ဆိုရင်ဒီပွဲတင်က9ပွဲရောက်ဖို့တိတ်နေတယ်နောက်တစ်ချက်ကနှစ်သင်းဆုံးကလည်းလက်တော်မှာအနေထားပြန်ကြည့်ရင်ဟိုကသူ့အုပ်စုမပေးစရာတဲ့ရက်တိမှုအနေထားမှာကြည့်လိုက်ပြီးဆိုရင်နောက်ဆုံးပြီးတော့နောက်ဆုံးရလက်တွေပါကြည့်မယ်ဆိုရင်နှစ်သင်းတော့လည်းကြမ်းပြောရင်တော့ရုံးကန်နေရလာချင်း ူနေတဲ့ဖောင်ချင်းလက်ရှိကားရန်ဖောင်ရတော့ရုံးရုံးကန်နေရတာချင်းတူနေတဲ့အနေအထားမျိုးမှာရှိနေတာဆိုတော့တွေ့ရတယ်ပေါ့နော်အဲ့မှာမှလောက်အားလုံးဘယ်သူမြင့်မလဲဆိုတဲ့ကိစ္စကဒီအိမ်အိမ်ခွင်းအားသာချက်ရှိနေတဲ့သူကပို့ပြီးတော့ပြတာပူရာအတွက်ကိုသူ့မှာပို့ပြီးဖီအားပူပြန်ရှိမှာပေါ့နော်ရှိမဲ့အနေအထားမှာဒီလက်တော်မှာပေါက်နေတဲ့အဲ့အရှာပူကီမှာကူပေါက်နေတဲ့0.25ဝင်ယူပေါ့နော်1150 0.25ဝင်ယူကြီးမှာလဲဒါဟိုပူကီကလည်း ဟိုဟာ setup view ဘက်ကနေထိုင်ထားတယ်နဲ့တူပါတယ်။ဘာကြောင့်လဲဆိုသူ့ဘက်ကကြေးအောင်လိုင်းကြီးနှုံးလေးပုံများနေတယ်။51တသမ9ဆိုလဲကြီးဆိုလဲအရာကဒါဟိုတစ်ဖက်က49ရှိတယ်ဆိုတော့ဒါ2% 3%လောက်ဒါ setup view ကိုဘက်ကိုဘူဂီကဟိုအလေးတာပြီးဝင်ထိုင်ထားတယ်လို့ထင်တယ်အဲ့တော့အဒီအနေထားမျိုးမှာနှစ်သိန်းလုံးရုံးကန်နေရတာချင်းတူတူမှာ0.2%ဝင်ရိုးနဲ့မှာ ဘာပဲပြောပြောအင်ရှင်ဦးပဲကျွန်တော်တို့ပုံကပ်ပြီးရက်တီတင်းတဲ့အနေထားကိုပြနေတာဟုတ်လားလာလီကာရှပူကြီးရလာလီကာအနေထားနဲ့ဆယ်တာဘီကိုလိုအနေထားတစ်ခုမှလည်းနိုင်ပွဲတပွဲတော့ဖော်ဆောင်နိုင်ပြီလို့ထင်တယ်ဟုတ်တော့ VOV လိုလိုအသိမြောင်းနှစ်ပွဲနိုင်တာဆယ်ဟိုတန်တက်တွေရောက်မှပဲအနည်းဆုံးနှစ်ပွဲတိလောက်လေးရောက်ကောင်းတာဆိုဒီတက်အောင်လာနိုင်ပွဲတစ်ပွဲရတာရလာသေးရဆိုတော့ကျွန်တော်ဒီပွဲတင်ဆယ်တာဘီကိုပထမဦးဆုံးလာလီကာနိုင်ပွဲရသွားမယ်တူတယ်အဲ့တော့တနင်္ဂနွေတွေပထမဆုံးပြစ်မှတ်အဖြစ်ကကျွန်တော်တို့ဆယ်တာဘီကိုဘော်ဒီကိုယူလိုက်ဒုတိယအနေနဲ့လီဗန်နီနဲ့ဗလာဂါနိုပွဲတင်ပြကျွန်တော်ဒီပွဲတင်ကို special follow channel မှာရေးထားတဲ့ပွဲတွေတနင်္ဂနွေညတွေအာပြောမှဆိုရင်အာရမီရဲ့ပွဲတွေပေါ့နော်လက်ရှိမှာပြန်ကြည့်မှဆိုရင် Liverpool ကဒီရာသီတန်းတဲ့အသင်းဆိုပေမဲ့သူ့ကိုအထင်သေးလို့မရတဲ့အကြောင်းအရာရှိရဟုတ်ကဲ့ ဟိုပြောမှဆိုရင်ရှစ်ဘွဲကတော့ကျင်မှာနှစ်ဘွဲပဲနိုင်သေးတယ်သူ့အနေနဲ့နှစ်ဘွဲရှုံးတယ်နှစ်နှစ်ဘွဲတည့်ရင်လေးဘွဲရှုံးတာလေအိတ်ဝင်းဘွဲတွေအနေနဲ့ပြန်ကြည့်မှဆိုရင်သူ့အနေနဲ့နိုင်ဘွဲမရသေးဘူးဆရာဒီနေရာမှာကျွန်တော်တခုပြောချင်တာဘာစီလိုနာဘတ်တစ်ရီယယ်မတ်တွေဒီလိုအသေးလေးကိုလက်ခံကစားလို့ဒါသူ့အနေနဲ့နိုင်ဘွဲမရတယ်ဟာဒီနေရာမှာဘတ်တစ်နဲ့အောင်တည့်ရင်ကစားနိုင်ခဲ့တယ်ရီယယ်မတ်တွေနဲ့ဘာစီလိုနာကိုတော့ရှုံးခဲ့တယ်ဒါပေမဲ့တိုက်စစ်ကတုံးဘွဲစလုံးဘူးပြန်သွင်းထားနိုင်တယ်နောက်ဆုံးလက်ဘွဲတွေအနေနဲ့ပြန်ကြည့်မှဆိုရင်လေ VOV2 02ဟိုဂီယူနာအိတ်ဝင်းမှာဆိုလဲ04 ဒီနောက်ဆုံးလိတ်လေး၅ဘွဲမှာဆိုသူ့အနေနဲ့တပွဲပဲရှုံးနိုင်ဒါရီယယ်မက်ထရစ်ကိုမနိုင်တော့သေးခံကစားနိုင်တဲ့လီဗန်နီရဲ့ကစားအားကအထင်သေးလို့မရဘူးတပတ်ကဗလဂါနိုကဥရောပပွဲစဉ်ရှိတယ်ဒေယာပြီးသွားရင်နောက်ဆုံးပွဲစဉ်မှာဆိုစီတောက်0-1နဲ့နိုင်လာရဆိုပေမဲ့စီဗီလာချစ်ပြက်နေတဲ့အချိန်မှာ0-1နဲ့ရှုံးတယ်ပြီးတော့အတလတီကို3-2နဲ့ကတ်ရှုံးတယ် သူ့အနေထားနဲ့ကလည်းလုံးနိုင်သောအားရှိရဆိုပေမဲ့ကျွန်တော်ကဒီပွဲတင်မှာ level နည်းကိုပို့ပြီးတော့အားရတယ်တေကြရင်တော့ level 20 level 20ဟုတ်တယ်နော်ပျော်ဝင်းရှိတယ်နောက်တစ်ခုရှိတာကအသင်းကြီးတွေကိုပဲလက်ခံကစားနေရတဲ့ level နည်းကပထမဦးဆုံးအိတ်ဝင်းနိုင်ပွဲကဒီ Valagano နဲ့ထိတဲ့တွေ့ဆုံတဲ့အချိန်မှာရသွားမယ်လို့ထင်တယ်ဆရာအစင်လာပိုင်းအကြည့်ရင်တော့မှဒါ Livani Queen မှာနောက်ဆုံးတွေ့ခဲ့တဲ့လေးချိန်စလုံးမှာဒါ Valagano Livani ကမရှုံးမရှုံးမရှုံးထားဘူးတဲ့အနေထားကိုတွေ့ရအောင်နော်လက်တော်မှာနှစ်သိန်းလုံးကဒါပြောရရင်အမှတ်ပေးစရာမှာဒါအဆင့်73 74နဲ့ရမတူနဲ့ဒီ10မှတ်10မှတ်စီရမတူနဲ့ ဟိုဖြတ်တန်းနေတဲ့အနေအထားဆိုတော့ဒီပွဲကဟို close tie close touch တော့ဖြစ်လာနိုင်တယ်တကယ်ကိုပြန်ဆိုင်မှုပြင်းပြီးတော့လေနှစ်သင်းလုံးဟိုဟိုဘယ်လိုပြောရမလဲအနိုင်အတွက်ကိုခက်ရခက်စစ်နဲ့ကျူးပန်းလာနိုင်တဲ့အနေအထားမျိုးမှာတွေ့ရတယ်အဲ့တော့လက်တော်မှာ G H A ဟိုဒီအာရှဈေးနှန်းဝင်ယူကတော့ဒါဒဲဗမာဈေးနှန်းမှာတော့ဒါ level ကျွန်တော်တို့ဘယ်လောက်လောက်ရှိလောက်မလဲ10ပြား20လောက်တော့ရှိလောက်မယ်နော်အဲ့အနေအထားမျိုးမှာတော့ကျွန်တော်တို့ဒီဗန်ဒီဘက်ကလည်းဒါဘာပဲပြောကြည့်အောင်နိုင်ခြင်းလေးရဟို52နှစ်လောက်ရှိတော့ရှိရှိတဲ့အခါအနေအထားမျိုးမှာတော့2%ကိုကျွန်တော်တို့ ုဂီကစောင်းပြီးဖွင့်ထားတဲ့အနေထားရဆိုတော့ကျွန်တော်တို့ကပြားနေစေလို့တော့ရင်းနှီးတင်တယ်ဒီဗန်ဒီမရှုံးနိုင်ဘူးဟိုရလက်အရာဒီဗန်ဒီမရှုံးနိုင်ဘူးတရေကတော့အများဆုံးတော့ဖြစ်နိုင်တယ်အဲ့တော့အနေဆုံးတော့ဖြစ်နိုင်တယ်အများဆုံးတော့ဒီဗန်ဒီနိုင်နိုင်တယ်ဆိုတော့ရည်ညွှန်းမှုကိုပြသနေတယ်တဲ့ကြောင့်မလို့ဘာပဲပြောကျွန်တော်တို့ဒီဗန်ဒီကိုအပေးတာအမှားလောက်ပါဘူးနော်နောက်တစ်ခုရှိပါတယ်ဒီနေရာမှာဂျားပြက်ပြီးပြောရမယ်ဆိုရင်လည်းဖလာကာနိုရဲ့လာလီဂါဝေးခွင့်14ပွဲကိုပြန်ကြည့်မယ်ဆိုရင်သူက2ပွဲဆက်တိကလင်းရှင်းမရတာကိုနောက်ဆုံးပွဲတွေမှာစူစီတော့0-1နဲ့နိုင်တာဆိုပေမဲ့ သူ့ရဲ့ဇာတ်ရဆိုရင် तू ကတပွဲကလေးရှိရပြီလားနောက်ဘက်တဲ့မှာကိုပြန်ပြီးရတဲ့ဇာတ်ရှိရဟုတ်ကဲ့ဟုတ်ကဲ့အဲ့ကြောင့်ကျွန်တော်လီဗန်နီဘော်ဒီကိုဒုတိယမြောက်ဒုတိယမြောက်အနေနဲ့ကျွန်တော်ရွေးချယ်တယ်နော်ဟုတ်ကဲ့ကျွန်တော်တို့တတိယမြောက်အနေနဲ့ကကျွန်တော်တို့ကယ်ကူလီနဲ့စီးရီတဲ့ဟောစီးရီရစီးရီရကျွန်တော်တို့ကကက်ကလီယာကီနဲ့ကျွန်တော်တို့ဘူလော့နာကိုရွေးချယ်တယ်ရွေးချယ်မယ်နော်ဟုတ်ကဲ့ဟုတ်အဲ့ဆိုကက်ကလီယာရဲ့လက်တော်မှာတော့ဗျာဟိုပေါက်နေတာတော့ဘူလော့နာ အဝေးဝေးကနေမှပြန်ပေးထားတာပေါ့နော်ဒါပေးတော့ပေးရပေးပေးလက်စုံးမှာလည်းမသိချက်တည်မှုစရာဘူလုံးနာပေးရမှာပေးရမှာဘူလုံးနာအပေါ်သေးဘူလုံးနာအပေါ်သေးမယ်အမြင်နဲ့အဲ့တော့ level ကျွန်တော်တို့ဒါ90ကျေးတန်းပမာဈေးတန်းမှာဆိုတော့ဒါ level 80ကျေးတန်းကြီးပေါက်တဲ့အချိန်မှာကျွန်တော်ကတော့ဒီပွဲစဉ်ကိုဘာလို့ပြောကက်ကီယာရဲ့အိမ်ဝင်ခြေစွန်းမှာမှုနဲ့ခံစစ်တောင်းနေမှုအရာကြေးအောင်နိုင်ကြီးနှုံးအရာလက်တော်ကြည့်တဲ့ကြေးအောင်နိုင်ကြီးနှုံးအရာဒါ53.3လောက်ရှိနေတော့ဗလားဘူကီယာဒီကက်ကီယာရဲ့ဘက်မှာထိုင်ထားတယ်လို့ကျွန်တော်တော့မြင်နေတယ် ညင်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ကိုတော့ကျွန်တော်ကတော့ကိုရဲကြီးကျွန်တော်တို့အပေါ်ရီရောပေးခဲ့တာပေါ့နော်အပေါ်ရီကျွန်တော်အောက်အတင်းတင်းနေတဲ့ကျွန်တော်တို့တင်းငူတွေအတွက်အကောင်းဆုံးကွက်ကိုပေးခြင်းတော့ကျွန်တော်လည်းကက်ကီယာယူပေးခြင်းနဲ့ကိုရဲကြီးအနေနဲ့ကျွန်တော်ကက်ကီယာယူပဲဗျဟုတ်ကဲ့တင်းစားမယ်โอเค3 2 1 go ကက်ကီယာယူကဘိုလောနာကိုလက်ခံကစားခဲ့တဲ့2004နောက်ပိုင်းကပြန်ကြည့်မယ်ဆိုရင်နောက်ဆုံး2နှစ်ဆက်တာကာလာအတွင်းမှာဆိုရင်သူကနှစ်ပွဲဆက်ထိပေါ့နော်ဟိုအိတ်ကွင်းမှာမရှုံးခဲ့ဘူး ီနေရာမှာထပ်ပြီးတော့ဒူးချတာအနေနဲ့ပြန်ကြည့်မယ်ဆိုရင်နှစ်ပွဲဆက်ထိလည်းသူကအဲ့လိုမျိုးဟိုတိုက်ဖစ်ကဂိုးပေါက်မပြောက်ခဲ့ဘူးဗျာကျွန်တော်ဒီမှာပြန်ကြည့်မယ်ဆိုရင်ဟို2013က03နဲ့ပြီးတယ်ပြီးရဲ့နောက်ရာသီမှာပဲ11ဖြစ်တယ်ပြီးွားလို့ရှိရင်2018က03ဖြစ်တယ်နောက်ရာသီမှာပဲ20နဲ့ဂိုးပြန်သွင်းလာနိုင်ပြီးခဲ့တဲ့ရာသီမှာ02နဲ့ရှုံးလာတယ်ဘိုးလောနာကိုလက်ခံကစားခဲ့တဲ့15ပွဲမှာဆိုရင်ကယ်ယူတယ်ရက်6ပွဲနဲ့4ပွဲတည်ရင်နဲ့နှစ်ပွဲပဲရှုံးခဲ့တယ်ဟုတ်ကဲ့ဒါကတော်တော်လေးကောင်းတဲ့အစင်နာပိုင်းလို့ပြောလို့ရတယ်လို့လက်ရှိကယ်ယူတယ်ရက်လုံနိုင်စွမ်းအားကလည်းဟို မြင်တယ်ပြီးတော့ကြေးရလဲအောင်နှုံးကောင်းတဲ့ထဲမှာရှိတယ်ဟိုကယ်ဂူလာရီကတော့လက်ရှိနောက်ဆုံးအိမ်ဝင်ပွဲသင်းမှာဆိုရင်တော့ကျွန်တော်တို့ဒီအင်တာမီလန်ကို0-2နဲ့ရှုံးခဲ့တယ်သူ့ရဲ့အိမ်ဝင်ပွဲသင်းတွေမှာပြန်ကြည့်မယ်ဆိုလဲသူကအိမ်ဝင်မှာပေါ့နော်2025မှာတိုက်စစ်ကနှစ်ပွဲဆက်သူကလည်းဂိုးပုံမပြောက်ခဲ့ဘူး Jupiter နဲ့ Inter ကိုပဲဂိုးမသွင်းနိုင်ခဲ့တာကျန်တဲ့ပုံမှန်အသင်းတွေဆိုရင်ပုံမှန်ခြေသွင်းရှိတဲ့အသင်းတွေဆိုရင်သူကဂိုးသွင်းထားနိုင်တဲ့တိုက်စစ်မျိုးကိုရလာတယ်ပေါ့နော် ရလက်ကောင်းတာလေဆိုတော့ဒီပွဲတင်မှာအစင်နာပိုင်းမှာရောလက်ရှိအိတ်ကွင်းစမ်းဆောင်ရေးပိုင်း2025မှာကစားခဲ့တဲ့အိတ်ကွင်းစမ်းဆောင်ရေးပိုင်းရအောင်ဆိုရင်ကိုက်လေကဒီပွဲတင်မှာဂိုးရနိုင်စွမ်းရှိတယ်တစ်ဖက်ကဘိုလောနာကတော့ဝေးကွင်းလုံးနိုင်စွမ်းအားလေဒီကာလမှာကြာနေရလို့ပြောလို့ရတယ်ဟိုပြီးခဲ့တဲ့ယာဒီကလေးကပေါ့နော်ယာဒီသိန်းငန်ကြီးကဘိုလောနာတော်တော်လေးအားရစရာတော့မကောင်းခဲ့ဘူးနောက်ဆုံးဘူလောနာရဲ့ဒီ series အဝေးခွင့်14ပွဲမှာဆိုသူက3ပွဲပဲနိုင်တယ်5ပွဲတည်းနဲ့6ပွဲတည်းချုံရတယ် ပြန်ကြည့်မယ်ဆိုရင်လည်းသူ့အနေနဲ့ဂိုးမပေးခဲ့ရတဲ့ပွဲစဉ်ဆိုလို့ဟို၄ပွဲလားပဲရှိရကျန်တဲ့၁၀ပွဲသလုံးအောင်ဂိုးပေးခဲ့ရတယ်နော်ဆိုတော့အဲသူနိုင်ခဲ့တာတော့မှပဲ၃ပွဲပဲရှိတယ်2025မှာဆိုရင်သူနိုင်ခဲ့တဲ့ပွဲစဉ်က2ပွဲပဲရှိတယ်ဆိုတော့လက်ရှိဘိုလောနာရဲ့ level 80ကကျွန်တော်အနေနဲ့အားရစရာတော့မရှိဘူးမရှိဘူးကျွန်တော်ကကယ်ယူလေးရေအနေဆုံးကြေကစားပြီးတော့ကြေးအောင်သွားမယ်ကြေးအောင်မှထင်တယ်အနေဆုံးကျွန်တော်ကပြောသလိုပဲတရေကစားနိုင်တယ်ဗျာဘိုလောနာတော့ဒါကြေးရသူဖွင့်နေမှုကြပေးနေရမှာပဲသူရဲ့သူကီးရသူရဲ့ဟို current form ရအောင်နော်ပြရမှာဆိုကျွန်တော်တို့ကတနင်္ဂနွေနေ့အတွက်နောက်ထပ်တတိယမြောက်ပြမှတ်က တက်တရာကဲကူလေโอเคကျွန်တော်နောက်ထပ်ပေးဦးမလားပြစ်မှတ်တခုပေးလိုက်ပါမယ်အဲ့ဒါဆိုကျွန်တော်ဘယ်တရာယူစပါနဲ့အစတိုဘီလာပွဲတင်ကျွန်တော်ဒီပွဲတင်ကိုဂိုးဘောတော်တော်လေးကြိုက်တယ်ဟုတ်ကဲ့ခင်ဗျဂိုးဘောကကြေးရတော့အခုက380နာရီအမိုက်တယ်380နာရီကြေးမှာဂိုးပေါင်းကြေးအောင်နိုင်ကြီးက54.8လောက်ထိရှိတယ်ရှိတဲ့အချိန်မှာဒီနှစ်သင်းက ဟိုအပြန်လန်အတွင်းကိုမြင်ရနိုင်တယ်ဆိုတဲ့အနေအထားမျိုးဟုတ်တော်တော်ရှိတယ်เนาะတော်တော်ရှိနေတယ်ဒီဒါမှโอเคဆရာရဲ့ကျွန်တော်လည်းကြိုက်ပါတယ်အဲဆရာရဲ့အနေအထားပြောလက်ရှိဒီစပါးနဲ့အက်စထရိုမီတာမပြန်ကြည့်မယ်ဆိုရင်ဒီနှစ်သင်းကဂိုးမရှိနောက်ဆုံးတည်ကြခဲ့တာကဟိုကျွန်တော်တို့ပြောမယ်ဆိုရင်15နှစ်လောက်တော့ရှိပါတယ်ဘာလို့ဆိုတော့အဲ့ဒီမှာဈေးသီးကျခဲ့တာကလွန်းရင်ကျန်တဲ့နှစ်တွေမှာဒီနှစ်သင်းထိတဲ့တွေ့ဆုံတိုင်းမှာကျွန်တော်ကအတွင်းကိုအနည်းဆုံး2-3မြင်ခဲ့ရတဲ့ပုံစံမျိုးရှိခဲ့တယ်ပေါ့နော်ဟိုသူတို့လုံးဝ ဝမ်းမသွင်းနိုင်ဘူးဆိုရင်တော့မှပဲအ ਨੇ ဆုံးနှစ်ကိုးသွင်းနိုင်ခဲ့တယ်။အဲ့ဒီမှာမှဒီနောက်ဆုံးခုနပြောခဲ့တဲ့15နှစ်တာကာလာတွင်းမှာဆိုရင်01နဲ့ပြီးခဲ့တဲ့ပွဲတွေကတပွဲပဲရှိတယ်။ဆိုတော့ဒီနှစ်သိန်းထိုက်တဲ့တွေ့ဆုံတိုင်းမှာအတွင်းကိုးတွေကမြင်မြင်ရလေရှိတယ်ဗောနော်။လက်ရှိစပားနဲ့စပားရဲ့နောက်ဆုံးပွဲတင်ဒီမှာပြန်ကြည့်မယ်ဆိုရင်လီကိုကိုးပေးခဲ့ရတယ်ဘိုဒိုကလေးကိုကိုးပေးခဲ့ရတယ်။ဟိုညံ့နေပါရဲ့ဆိုတော့ဝူဘာတန်ဟိုတော့အိတ်ကွင်းမှာဝမ်ဝမ်မဲ့ကစားနိုင်ခဲ့တယ်။နောက်ဆုံးပွဲတင်မှာဒွန်ကတ်စတန်ကိုသွေးသီးနဲ့ရတယ်။ နိုင်တယ်ဒါပေမဲ့ Brighton နဲ့ဝေကွန်ပွဲတွေမှာလည်းတူတူဆိုတော့ဒီနေရာမှာ Spurs ရဲ့နောက်ဆုံးဒီ၅ပွဲလောက်ကိုပြန်ကြည့်မယ်ဆိုရင် तू ကဂိုးမပေးခဲ့ရ Dungan Stan နဲ့ပဲရှိပြီးတော့ Chan နဲ့ပွဲတွေမှာဂိုးပေးခဲ့ရဆိုတော့ဒီပွဲတွေမှာလည်းကျွန်တော်အနေနဲ့ Aston Villa ကိုဂိုးပေးရအောင်မထင်နဲ့နောက်တစ်ခုရှိတာကစပါးအိတ်ခွင်းရောက်တိုင်း Aston Villa ကဂိုးအမြဲတမ်းတွင်းထားနိုင်တဲ့ဇယိုင်မျိုးပြဇယိုင်ဒီကျွန်တော်တို့2015နောက်ပိုင်းအရဆိုရင်သူ့အနေနဲ့စပါးအိတ်ခွင်းမှာလာကစားတိုင်းဒီနောက်ဆုံးကုန်းပွဲသလောက်လောက်ဒီဂိုးဟိုဂိုးတွင်းထားနိုင်တယ် ဒီနေရာမှာစပါးအိတ်ကွင်းမှာပဲပြန်ကြည့်မယ်ဆိုရင်အက်စတိုဗီလာနဲ့ခုနှစ်ပွဲထိတိုက်တွေ့ဆုံမှုမှာဆိုရင်လည်း2.5အထက်ဖြစ်ခဲ့တဲ့ပွဲတွေကခုနှစ်ပွဲ၄ရှိတာဒီနေ့သင်းထိတိုက်တွေ့ဆုံတိုင်းမှာလည်းပထမပိုင်းမှာပဲတွင်းကတော်တော်လေးမြင်ခဲ့ရတာရှိတယ်ဆိုတော့အဲ့တော့ကျွန်တော်ပလိုင်မှာနေဝိုင်းဝိုင်းလောက်မြင်နေဂိုးပေါင်းအပေါ်ကအောင်မှုတွေများတယ်နော်ရာဂိုင်းလုံးများနေတယ်လို့ပြောဒါဗီလာကလက်ရှိမှာလက်တလောရဆိုရင်ပေါ့နော်ရာသီစာပိုင်းမှာတက်စစ်ကရုံးကန်နေရဆိုပေမဲ့နောက်ပိုင်းပွဲတွေမှာဂိုးသွင်းထားလာနိုင်တယ်နောက်ဆုံး၃ပွဲမှာဆိုရင်တပွဲအနည်းဆုံး၂ဂိုးလောက်ထိရထားတဲ့တိုက်စစ်ပါပြီးတော့စပါးနဲ့ထိတိုက်တွေ့ဆုံတဲ့ပိုင်းတွေမှာလည်းပြန်ကြည့်မယ်ဆိုရင်တွင်းကအများနဲ့တွင်းလေးတွင်း ်ထားရှိတဲ့အသင်းဆိုတော့ဒီပွဲစဉ်ကအနည်းဆုံး၃ခုဖြစ်ဖို့မကတ်ခတ်ပါဘူးเนาะပရမိုင်းမှာလည်းဝန်ဝန်ဖြစ်နေဖို့တော့များများလို့များနေတဲ့အနေအထားမျိုးမှာတော့ဟုတ်ပါတယ်ဖီလာဟုတ်တယ်ကြေအောင်နိုင်ကြီးရလဲ54တက်မှ8လောက်ရှိတယ်ဂူးပေါ်ကဆိုတော့တိုက်တယ်မိုက်တယ်အဲ့တော့ကျွန်တော်တို့ပြန်ချုပ်ရရင်တနင်္ဂနွေတို့ပြင်မှတ်လေးခုတနင်္ဂနွေပြင်မှတ်လေးခုမှဆိုရင်ကျွန်တော်လာလီကာတဲကဆိုရင်ကျွန်တော်တို့ဆယ်တာဗီကိုရယ်လီဗန်ဒီရယ်ဟုတ်ကဲ့ကျွန်တော်စီးရီတဲကဆိုရင်ကက်ကီယာကြီးရယ်အခုပြင်မြတ်လိုက်တဲကဆိုရင်စပါးနဲ့အက်စတွန်ဗီလာဂူးပေါ်ကိုရွေးချယ်ပေးလိုက်ပါတယ်အားလုံးပဲအကျိုးမြတ်ရပါတယ်ဗျာ